ချန်ပီယံလက်စွမ်းနေတဲ့သူ့ရဲ့ဝိတ်တန်းမှာရှိတဲ့မှွေထိုင်းဖိုက်တာတွေကိုချက်ပေးလိုက်တဲ့ဘရော်နီကာချန်နမှာရှိတဲ့ပြည်သက်အားလုံးမင်္ဂလာပါဗျာဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ချန်ပီယံလက်စွမ်းနဲ့သူ့ရဲ့ဝိတ်တန်းမှာရှိနေတဲ့မှွေထိုင်းဖိုက်တာကြီးတွေကိုချက်ပေးလိုက်တဲ့ဘရော်နီကာရဲ့အကြောင်းပဲဖြစ်ပါတယ်ဘရော်နီကာဟာမနေ့ကမေလ9ရက်နေ့ညမှာကျင်းပခဲ့တဲ့1 Friday Fight ရဲ့107ပွဲစဉ်မှာပြန်ဘက်ဂျူနီယာကိုလက်ရည်အသားနဲ့အလဲထိုးအနိုင်ရရှိခဲ့တာဖြစ်ပါတယ် ပြန်ပွဲမစားတင်ပြီးရက်အတော်ကြာတဲ့ကဘရော်နီကာရဲ့အာနေချက်ဖြစ်တဲ့တက်လုံပန်းကိုတိကျပြင်ဆင်လာခဲ့မယ်ဆိုလို့ရှိရင်အနိုင်တိကျတဲ့ပွဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ channel ကနေပြီးတော့တင်ဆက်ထားပြီးဖြစ်ပါတယ်။ဘရော်နီကာဟာထိုင်ဖက်ပွဲတွေမှာနှစ်ရှည်လာများကျင်းလည်လာခဲ့ပြီးတော့ငွေထိုင်းအကြောင်းနီးစနစ်တွေကိုတော်တော်ကိုတင်ကြားထားပြီးဖြစ်ပါတယ်။ထိုင်ဖက်ပွဲတွေပါလဲအနိုင်ပွဲတော်တော်များများရနေပြီးတော့စုခပတ်တွေလည်းရရှိထားတာဖြစ်ပါတယ်။ဒီလိုအတွေ့အကြုံမြင်ဖိုက်တာမျိုးအတွက်ဝမ်ကိုရောက်လာခဲ့လို့ရှိရင်တက်လုံပိုင်းကောင်းဖို့သာအဓိကလိုအပ်လာတာဖြစ်ပါတယ်။ အခု Brownie ကအနိုင်ရသွားတဲ့ Time Fighter Junior နဲ့ပွဲကိုကြည့်လိုက်လို့ရှိရင်ပြန်ပတ်လူငယ် Fighter Junior ဟာနီးစစ်နဲ့ပိုင်းကောင်းမွန်တဲ့ Fighter ခုနှစ်ပွဲဆက်တိုက်ရုံးပွဲမရှိတဲ့စနိုင်ရှင်ဖြစ်ပေမဲ့လို့ပြန်ပတ်ရဲ့ပြင်းထန်တိကျတဲ့လက်တီချက်တွေကိုအရင်ပွဲတွေမှာခံခဲ့ရဘူးခြင်းမရှိသေးပါဘူး။ဒါကိုထက်မတွက်ခဲ့ပဲနဲ့သူမရဲ့မူအတိုင်းပြန်ပတ်ကိုပြိုင်ထိုးဆိုင်ထိုးတဲ့နီးနဲ့ပွဲကိုစတင်လာတာဖြစ်ပါလေ။ အချိန်ထဲမှာပဲအရင်ပွဲရဲ့အားနည်းချက်တွေကိုပြင်ဆင်လာခဲ့တဲ့ဘရိုနီကာရဲ့ပြင်းထန်လာတဲ့လက်သီးချက်တွေမိပြီးတော့ပထမအချီတဝက်လောက်သာပြန်ထိုးနိုင်ပြီးတော့ပထမအချီအတွင်းမှာကိုနှစ်ကြိမ်တိုင်းနော့ဒေါင်းကျသွားခဲ့တာဖြစ်ပါတယ်။ဒုတိယအချီအကြောင်းမှာလည်းလက်သီးချက်တော်တော်များများထိထားတဲ့ Thai Fighter ဟာမဟာနိုင်တော့ပဲနဲ့ရက်မြင့်စွမ်းရည်သာတဲ့ဘရိုနီကာကပဲဖိအားပေးကစားသွားပြီးတော့ဒုတိယအချီ10မိနစ်နဲ့9စက္ကန့်ရောက်မှာတော့ဂျူနီယာဟာနော့ဒေါင်းသုံးကြိမ်ကြာက TOK နဲ့ဘရိုနီကာကအနိုင်ရရှိသွားတာဖြစ်ပါတယ်။ ဒီပွဲမှာကောင်းမွန်တဲ့ဘရိုနီကာရဲ့စွမ်းဆောင်ရည်ကြောင့်မလို့ထိုးချီအပြင်အပိုစုကြီးအဖြစ်ဘတ်၃သိန်းခွဲရရှိခဲ့တာဖြစ်ပါတယ်။အခုပွဲကိုဂျူနီယာရဲ့တင်ငယ်ချင်းဖြစ်တဲ့စတန်လာရောက်အားပေးသွားတာကိုလည်းတွေ့ရှိရတာဖြစ်ပါတယ်။ဘရိုနီကာကတော့သူ့ရဲ့ချန်ပီယံလက်ဆွမ်းတွေထုတ်ပြပြီးတော့အတန်ဝေးမှွေထိုင်းမှာရှိတဲ့ဖိုက်တာတွေကိုအချက်ပြလိုက်ပြီးဖြစ်ပါတယ်။ပွဲပြီးမှာပြည်သက်တွေကိုဘရိုနီကာကသူ့ကိုယုံကြည်ဖို့နဲ့ချန်ပီယံဖြစ်အောင်စွမ်းဆောင်ပြမယ်ဆိုပြီးတော့ပြောခဲ့ပါသေးတယ်။နောက်ထပ်ဘဲဖိုက်တာနဲ့ပွဲတက်ပြီးတော့ဘရိုနီကာတယောက်ချန်ပီယံလမ်းကြောင်းပေါ်ရောက်လာမလဲဆိုတာကိုတော့ မြန်မာပြည်သက်များစောင့်ကြည့်ကြပါစို့လို့ပြောရင်ကျွန်တော်တို့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရခင်ဗျာအားပေးခဲ့တဲ့ပြည်သက်တယောက်ချင်းစီတောင်ကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ